ရှိနေကြသူအားလုံးမင်္ဂလာပါခင်ဗျာဒီစီစဉ်လေးကတော့နိုင်ငံရေးချင်းသားများကုညီဆောင်ရှောက်ရေးအတင်းအတင်းဆက်နေတဲ့ကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ကွက်လက်ဖြည့်ပါဆိုတဲ့အတိုင်းကျွန်တော်တို့နိုင်ငံမှာကွက်လက်တွေအများကြီးရှိပါတယ်ကြီးမားတဲ့ကွက်လက်တွေလည်းရှိနေပါတယ်အဲ့ဒီထဲကတစ်ခုကတော့စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ကွက်လက်ပဲဖြစ်ပါတယ်ဒီကွက်လက်ကိုကျွန်တော်တို့နိုင်ငံရေးချင်းသားများကုညီဆောင်ရှောက်ရေးအတင်းကတနိုင်သမျှတော့ဖြည့်ဆည်းဆောင်ရွက်နေတာရှိပါတယ်သို့တော်လည်းပဲလုံလောက်မှုတော့မရှိသေးပါဘူးဒါကြောင့်မို့လို့ဒီအချက်ကိုအားလုံးကသိရှိပြီးတော့ဘယ်လိုဖြည့်ဆည်းကြရင်ကောင်းမလဲဆိုတဲ့ သတင်းစကားကိုကျွန်တော်တို့ကဘေးစင်တာဖြစ်တဲ့အတွက်ဒီ season လေးကိုရိုက်ကူးတင်ဆက်ရတာဖြစ်ပါတယ်ဒီလိုကာလာ .twin မှာကျွန်တော်တို့မိမိတို့တယောက်ချင်းစီတိုင်းမှာရှိတဲ့စိတ်ခွန်အားတွေမကျိုးပဲ့သွားအောင်နဲ့ရှစ်ဆက်ပြီးတော့ဘလို့ရက်တီရှင်းတန်နိုင်မလဲဆိုတဲ့စိတ်ဆွမ်းအားတွေအကြောင်းကိုအကြောင်းအရာရှုထောင့်ပေါင်းစုံကနေတဆင့်သကဝိုင်းဆွေးနွေးပွဲအစီအစဉ်ပုံစံမျိုးနဲ့ကျွန်တော်တို့တင်ဆက်ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဒီတစ်ပတ်မှာကွက်လက်ဖြစ်မယ်ဆိုတဲ့အစီအစဉ်လေးရဲ့အပိုင်းတစ်ခုကတော့တက်ကြွလှုပ်ရှားသူတွေရဲ့ အာတင်မန်းနွမ်းနယ်မှုကနေတဆင့်မိမိကိုကိုမိမိဘလို့ view site လို့ရတယ်လဲဆိုတဲ့အကြောင်းအရာကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ဒီခေါင်းစဉ်လေးကိုဆွေးနွေးတင်ပြဖို့အရာအတွက်ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့ဧည့်သည်နှစ်ယောက်ရှိပါတယ်။အာဒါကတော့မတ်အမရာဖြစ်ပါတယ်။ဒါကတော့ကိုကြီးကန်းဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ဒီနေ့ဆွေးနွေးမယ့်ခေါင်းစဉ်လေးရတော့ပေါ့နော်ဒီတက်ကြွလှုပ်ရှားသူတွေမှာဖြစ်တတ်တဲ့ပင်မနွမ်းနယ်မှုတွေအကြောင်းပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ ီကြည့်ရှုနေတဲ့ပြည်သက်ကိုပေါ့နော်ကိုကိုကိုဘယ်လို view site လို့ရတယ်လဲဆိုတော့အဲသတင်းစကားလေးတွေပြောကြမယ်ပေါ့နော်ဆွေးနွေးကြမယ်ပေါ့နော်ဟုတ်ကဲ့အခုပထမဆုံးကျွန်တော် map camera ကိုဖိတ်ခေါ်ချင်ပါတယ် map camera နည်းနည်းလောက်ပဲဆက်ပြပါအောင်ဟုတ်โอเคကျွန်မနာမည်ကတော့အမရာဖြစ်ပါတယ်ကျွန်မကစတင်နဲ့စကြောင်းမှာတောင်းရင်ထပ်ဆောင်ခဲ့တာဖြစ်ပါရှင်ဟုတ်ကဲ့ပါကိုကြီးကမ်းဆက်ပြပါအောင်ကျွန်တော် main message ခင်အကိုတို့ကျွန်တော်တခုဟုတ်ကဲ့ main ကျင်တယ်ပေါ့နော်ကျွန်တော်တခုရေးမယ်အကိုတို့အမှန်တိုင်းဖြေပေါ့နင်းတဲ့တိုင်းဖြေ เนาะအဲ့အားနဲ့စသွားလိုက်ဘာလို့ဒီတောက်လျှောက်ကစကားရေးပြောကြပါဆိုတော့တယောက်ကြောင်းတယောက်ဘလောက်သိသေးပေါ့เนาะတယောက်နဲ့တယောက်ရင်မချင်းဘလို့ရှိသေးဆိုတဲ့ဟာကိုကျွန်တော်စလိုက်ပါမြင်ရတယ်အမှန်တိုင်းပြောလေးလေးကျွန်တော်ရည်ရလေးမှမဟုတ်တာပါမြင်ရ လေးပဲမြင်ကျွန်တော်ဘက်ကတော့လေးလို့မြင်အဲ့တော့အကိုမြင်တဲ့ဟာရေးဗျာအမအကိုပို့ပြီးတော့တင်ကြအောင်ကောက်ချက်ချလိုက်ဒီဟာကြီးရမနော်အကိုမြင်တဲ့ဟာကျွန်တော်မြင်တဲ့ဟာအဲ့တော့ကျွန်တော်ရေးရတာဒါဗျာတဲ့လားဘာလို့ဒါမြင်ရတာလဲဟမ်တလုံးနဲ့ပဲလीအခုဘာလို့အဲ့မြင်ရတာလဲကျွန်တော်ပြော ကျွန်တော်ဘက်ကကြီးတဲ့ခါကျတော့ကျွန်တော်ကလင်းလို့မြင်ရတယ်ဒါကြောင့်မလို့ကျွန်တော်ပြောတာပါကျွန်တော်မကြည့်နဲ့ဘူးဗျာအကောကြည့်နဲ့လားကျွန်တော်လေးရထားတာမှမဟုတ်တာကျွန်တော်တောင်းရထားဟုတ်တယ်ကိုကြီးကဘက်ကတောင်းရထားတာကျွန်တော်ဘက်ကတော့လေးလို့မြင်လိုက်ရတယ်နော်မဟုတ်ဒီကောင်မင်းပေါ့လို့ဗျာဒီကတော့ဒီကောင်မင်းပေါ့ပါလို့ဆိုတော့ကျွန်တော်တို့ဒီစကဝိုင်းရဲ့အစမှာကျွန်တော်ပေးထားတဲ့ topic ကဘန်းနောက်ပေါ့နော်ဘန်းနောက်ကလူတွေကတယောက်နဲ့တယောက်ကိုရီးတဲ့ ဟာမတူဒါပေမဲ့မြင်တဲ့အခါမှာလေမြင်ရတဲ့အမြင်ကလုံးဝမတူဒါပေမဲ့လူတယောက်ကိုကိုမြင်လိုက်တဲ့အမြင်အတိုင်းနဲ့ကောက်ချက်ချလို့မရအောင်မှားနိုင်ဒါပေမဲ့ဘန်တော်ရဲ့အခြေခံသဘောတရားလည်းဒါပဲပေါ့နော်မြင်ရတဲ့ဟာတိုင်းကိုကောက်ချက်ချလို့မှားရင်းနဲ့ပြဿနာကြီးတက်ကြရဲပြီးတော့ energy ပုံသွားတယ်အခြေခံလက်ပန်းကြရဲဒါအဓိကစဆိုတော့ဒီထဲမှာရေးထားတဲ့အတိုင်းပဲအာကျွန်တော်ကိုကျွန်တော်မိတ်ဆက်ရရင်လည်း လူတွေကဘယ်လိုမြင်လဲဆိုရဲဟာဒီအရေးကြီးတယ်ကျွန်တော်ဒီကြီးကန်းဖြစ်တယ်လူနာမည်ဆိုရင်ကောင်းကောင်းလို့ခေါ်တယ်ဒါဒီရက်ပို့ပြီးတော့အများကြီးမြင်နိုင်တယ်မှန်တာလေးရှိရင်ရှိနိုင်တယ်လွဲရင်လည်းလွဲလိမ့်မယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ရဲ့အဖွင့်အစားပါပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုကြီးပြကျွန်တော်အခုဒါဆိုရင်ဘန်းနောက်အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးပါပါမယ်နော်ဆိုတော့အခုလို့တော်လိုင်းကြီးကာလမှာပေါ့နော်ကျွန်တော်တက်ကြွလှုပ်ရှားသူတွေအများကြီးအများကြီးပေါ်ထွက်လာခဲ့တယ်ပေါ့နော်ဆိုတော့ တကြွစွာပါဝင်လှုပ်ဆောင်နေရင်းနဲ့အာဒီပင်မနှွမ်းနေတဲ့အချိန်တွေအာခြေကုံလက်ပန်းကျတဲ့အချိန်တွေလည်းကြုံတွေ့ကြရတယ်ပေါ့နော်ကြုံနေကြရတယ်ပေါ့ဒီလိုပဲပြောအောင်ပါပေါ့နော်ဆိုတော့ဟိုဒီကိုကြီးကန်ရောမက်အမရာပေါ့အဲ့လိုကြုံခဲ့သလားဆိုတာလေးကိုလည်းကျွန်တော်သိချင်ပါတယ်မက်အမရာဟိုအလှည့်ဖတ်ပြပါမယ်နော်ကျမတို့ဒီတော်လိုင်းရေးကာလကကြာမြင့်လာတာနဲ့ပြောပါတော့ဒီပင်မန်းနွမ်းနယ်မှုတွေစိတ်ပင်မန်းမှုတွေဒီခြေကုံလက်ပန်းချမှုတွေကဒါထောက်လျှောက်ကတော့ရှိနေမှာပေါ့เนาะအဲ့အရာတွေနဲ့ကျမတို့က ရှင်တွဲပြီးတော့ပဲသွားရမှာပေါ့နော်အဲ့လိုဆိုတော့ကျမတို့ဒီကယ်ရီစိတ်ပင်ပန်းလာတဲ့အခါတွေမှာကျမတို့ဘယ်လိုမျိုးဆက်ပြီးတော့ရှေ့ဆက်ဖို့အတွက်ကိုလမ်းကြောင်းတွေရှာမလဲကျမတို့မှန်ကန်တဲ့လမ်းကြောင်းတွေကိုဘယ်လိုရွေးချယ်မလဲဆိုတော့လိုအပ်တာပေါ့ရှင်ဟုတ်ကဲ့ကျေးဇူးပါကိုကြီးကန်းပြောပြပါဦးခင်ဗျာအာဒီတော်လိုင်းကာလမှာဒီခြေကုံလက်ပန်းကြတာတွေပင်ပန်းနွမ်းနေတာတွေပေါ့နော်ကြုံရလားဆိုရင်တော့အခုထိပဲကြုံရတယ်အာပြဿနာဘယ်ရလဲဆိုတော့လူတွေကတဏီကုံမနှမိုးလင်းနေအလုံးလုံးကြတယ်ညပြန်ရောက်တယ် နားယူတယ်အိတ်ဆက်တယ်ပြီးနောက်နေ့ကျရင်နောက်နေ့အလုပ်တွေလုပ်နိုင်မှုတော့ energy တွေကတဘာဝတရားကြီးကအော်တိုပြန်ဖြည့်ပြီးပေါ့နော်ဒါပေမဲ့အဲ့ဒါဆိုရင်ဘာလို့ခြေကုန်လက်ပန်းကြပြီးပင်ပန်းလဲ question ရှိရှိရဆိုတော့အဲ့ရဲ့အခြေခံအကြောင်းတရားကြီးကျွန်တော်တို့ကအလုပ်တစ်ခုကိုလုပ်တယ်စပွဲပဲထိုးထိုးထမင်းမဲ့ချက်ချက်ဟင်းမဲ့ချက်ချက်အမျိုးသမီးကြီးပဲဥပမာပေးလိုက်ပေါ့နော်သူတို့အိမ်မုန်းကိစ္စလုပ်ကြတယ်ညီမလူမှုတိုင်းဝိုင်းမှာဆို ခမင်းချက်ဟင်းချက်တယ်ကလေးထိန်တယ်စသဖြင့်ဒီတိုင်းလောက်ရဒီအလုပ်တွေပဲ repeat လောက်ရဒါပေမဲ့အမျိုးသားပဲဖြစ်ဖြစ်မိဘပဲဖြစ်ဖြစ်ကိုယ့်ရဲ့ညီကိုမောင်နှမပဲဖြစ်ဖြစ်ကိုပင်ပင်မမန်ချက်ပြုတ်ထားတဲ့အရာအားဆိုင်ထားတဲ့အရာကိုအတိမတ်မပြုအာဟင်းကလည်းမကောင်းဘူးငံလိုက်တာအာဒါကလည်းခားနေတယ်ဟိုကလည်းအာအေးဆက်နေပြီဘလို့စားရမှာလဲစသဖြင့်ဒီ negative တွေပြောတဲ့အခါမှာလူကြီးကကိုလှုပ်ဖို့အတွက်အင်အားမရှိတော့ဘူး ဆက်လုံခြင်းစိတ်တွေကုန်ကန်းသွားတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအပြင်ရောခြေကုန်လက်ပန်းကြတာเนาะအဲဆိုတော့အဓိကကတော့တဘာဝတရားကြီးဟာကျွန်တော်ပြင်ပန်းနွမ်းနေမူတိုင်းကိုအပန်းဖြေအနာယူဖို့အားသေးပြန်လာမှုအတွက်ခွန်အားတွေကပေးထားပြီးသားခြေကုန်လက်ပန်းကြရတဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီဟာတွေအားလုံးကိုကိုယ့်ရဲ့ energy တွေအားလုံးကိုကုန်အောင်သုံးဆွဲလိုက်လို့ပေါ့เนาะဥမာကျွန်တော် tissue တိပြက်ကိုယူပြီးတော့မီးရှို့လိုက်တယ် tissue လေးအများကြီးရှိရင်တော့ရှိသလောက်လောင် သို့တော်လေသူ့လောင်နိုင်တဲ့အတိုင်းအတာပမာဏကုံသွားလို့ရှိရင်ပြာဖြစ်တော့လောင်နေရာမရှိတော့ဆိုလိုချင်တာ energy ကိုအဲ့လိုမျိုးကုန်ခန်းသွားတဲ့အချိန်မှာဆက်မလုံးနိုင်တော့ဘူးဒီအလုပ်ကိုရက်တန့်နေစေဖြစ်သွားတယ်အာဒီတော်လိုင်းကြီးလည်းမလုံးချင်တော့ဘူးအာစိတ်ညစ်စရာကြီးတော်လိုင်းတွေကငါ့ကိုတည့်ရမှာဟိုစောက်ပစ်တွေပဲပြောနေတာဆိုပြီးတော့တော်လိုင်းတွေကထွက်သွားတဲ့လူအများကြီးရှိတယ်အဲပြဿနာရဲ့အခြေခံအကြောင်းတရားကတော့ခြေကုန်လက်ပန်းကျတယ်ဘာလို့ကျတယ်ဆိုစောက်ပစ်တွေပြောနေကြတယ် ော်တကယ်တမ်းကျတော့တဘာဝတရားရာတော့သူ့ဟာနဲ့သူဟာအာအင်ပြန်ဖြည့်ပေးနိုင်တဲ့အခြေအနေရှိတယ်။ဆိုတော့ကျွန်တော်မှလည်းအခြေခံလက်ပန်းကြတဲ့အကြောင်းအရာအများကြီးရှိတယ်။ကျွန်တော်ရဲဘော်တွေကိုစပြီးတော့တော်ရေးရောက်မိတ်ဆက်ကျွန်တော်ကជីကန်းကျွန်တော်ဘယ်သူပါလို့မပြောဘူး။တော်လိုင်းကာလမှာမိကိုတွင်တိုင်းဆုံဆုံပြည့်လို့ရှိတာလက်ထောက်တော်လိုင်းကာလမှာအဖေမိတည်သွားတာကိုမတွေးလိုက်ရတာရှိတာ တော်လိုင်းကာလမှာကိုလိုင်းကကိုယ့်ရဲ့ကိုလိုင်းကအစိပ်ပိုင်းဆုံးရှုံးသွားရလို့ရှိတယ်။တော်လိုင်းကြောင့်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုယ့်ရဲ့အတံမွေးကြောင့်လုပ်ငန်းတွေရပ်တန့်ခဲ့ရတာဒါမှမဟုတ်ရပ်ပလိုက်ရတာရှိတယ်။တော်လိုင်းကာလမှာကိုယ့်ရဲ့မိသားစုတွေပြိုကွဲသွားတာရှိတယ်။အကြောင်းမျိုးမျိုးနဲ့လူတွေလက်ထောင်ကြတယ်။ဒါပေမဲ့ကြီးကန်းတွေအဲ့အကြောင်းအရာအားလုံးစုပြီးတော့ချင်းဆိုင်ကြုံနေရတဲ့လူဖြစ်တယ် ါဒါကျွန်တော်စရင်မိတ်ဆက်ဆိုတော့လူတွေကဥပမာဆွမ်းနှကကျွန်တော်ရေးလိုက်တဲ့သုံးကိုအကိုတို့ကြည့်ရတဲ့အချိန်မှာ၄ဖြစ်တယ်။ဟောဆိုစမ်းရင်ဘက်အခြေအနေမှာရှိလို့အမြင်မတူကြအောင်။ဒါပေမဲ့ကျွန်တော်ဘက်ကိုရောက်လာရင်ဖြစ်ဖြစ်ကျွန်တော်ကအကိုတို့ကိုစာရွက်လေးနှံပြလိုက်ဖြစ်ဖြစ်အမြင်ကတူသွား။ဆိုတော့အခြေအနေကကျွန်တော်တို့ကစာနာမှုရှိဖို့လိုတယ်။ရဲဘော်တွေပြန်မှန်းနေ၊ဖောက်ဖို့ပြည်သူတွေပြန်မှန်းနေ၊စစ်ဆောင်တွေ ဆုံးရှုံးမှုတွေတအားကြီးတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဟာကိုစမ်းကျင်ဘက်အမြင်နဲ့တွားမကြည့်ဘဲနဲ့သူ့နေရာမှာကိုသာဆိုရင်ကိစ္စရရှိဆိုတော့ကျွန်တော်လည်းအဲ့လိုပဲကျွန်တော်ခြေကုံလက်ပန်းကြားတဲ့အကြောင်းရင်းတွေအများကြီးရှိတယ်ခြေကုံလက်ပန်းကြားတိုင်းမှာကျွန်တော် energy ကိုပြန်ဖြည့်ရင်ဖြည့်မဖြည့်လို့ရှိရင်ကျွန်တော်လောင်တိုင်းနဲ့တစ်စီးတွေအားလုံးကျွန်တော်ကကြုံနှိမ့်တာကျွန်တော်စီမကူအောင်နှိမ့်လိုက်တယ်ဆိုတော့ဒါဒီကျွန်တော်ရဲ့အပြည့်ကြုံနေပေါ့နော်ကျွန်တော်ခြေကုံလက်ပန်းကြားခဲ့တဲ့အကြောင်း ယေရှုပါကိုကြီးကံပြည့်ပြည့်စုံစုံလေးပြောသွားပြီးတဲ့အတွက်ဆိုတော့အခုနောက်တစ်ခုသိချင်တာကဒီချစ်ကုန်းလက်ပန်းကြဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒါစိတ်ချမ်းမိုင်းနဲ့ဆိုင်တဲ့မိကုန်းလေးတွေပေါ့နော်ဒီဘယ်လိုလက္ခဏာတွေခံစားရလဲဖြစ်ပေါ်လေးရှိလဲဆိုတာကိုကိုကိုကဘယ်လိုတတိထားမိလဲပေါ့နော်မတ်အမ်ဘရာဆာပြောပြပါအောင်ကဲအကယ်၍ကျမတို့တွေကခြေကုန်လက်ပန်းကြပြီဆိုရင်အဓိကတော့ကျမတို့စိတ်ကစပြီးတော့ဖြစ်တာပေါ့နော်စိတ်ကခြေကုန်လက်ပန်းကြသွားတဲ့အချိန်မှာကျမတို့ဘာမှမလုပ်နိုင်တော့ဘူး ကဲကျမတို့ကနေစဉ်နေတိုင်းမှာကျမတို့ကနေတိုင်းအလုပ်တွေလုပ်နေရမှာပေါ့နော်ကျမတို့ကလူသားတွေဖြစ်တဲ့တကြောင်နေတိုင်းနေစဉ်လုပ်ရမယ့်အလုပ်တွေအများကြီးရှိတယ်အဲ့အချိန်မှာကျမတို့ကခြေကုံလက်ပန်းကျသွားတယ်ကိုကတကယ်ကိုစိတ်သက်ပါကျသွားတယ်ကိုရဲ့စိတ်ကျန်းမာရေးအခြေအနေကမကောင်းတော့ဘူးဆိုရင်ကျမတို့ကဒါတွေမလုံဆောင်နိုင်ဘူးပေါ့နော်ပြီးတော့ထပ်ဆိုးတာကျမတို့ကအခုကတော်လန်ရေးကာလအခြေအနေတစ်ခုဖြစ်တယ်ဆိုတော့ကျမတို့ကလုံရမယ့်တာဝန်တွေအများကြီးရှိတယ်ကျမတို့တကူရေလုံရမယ့်တာဝန်တွေရှိတယ်ဒီတော်လန်ရေးအတွက်ကိုကျမတို့လုံရမယ့်တာဝန်တွေရှိတယ် ကိုမိသားစုတွေလောက်ရမဲ့တာဝန်တွေရှိတယ်ကျမတို့မှာတာဝန်တွေအများကြီးရှိတဲ့အချိန်မှာလူချေကုံလပန်းကြာသွားရဲဆိုတဲ့အချိန်ဒီမှာကျမတို့ကကိုကိုကိုအရင်ဆုံးပြန်ပြီးတော့ထူထောင်ဖို့လိုတာပေါ့နော်ကိုကိုတိုင်ကမတည့်ရနိုင်မှာကိုကိုတိုင်ကကိုကိုကိုချမ်းမာနေမှာကျမတို့ကတခြားလူတွေကိုကူညီပေးလို့ရမှာဆိုတော့ကိုကိုတိုင်အတွက်ကိုစိတ်ချမ်းမာရေးကိုအဓိကလုပ်ရတယ်ပြီးတော့ကျမတို့တရားထိုင်ရတယ်ရှင်တရားထိုင်ရတယ်ပြီးတော့ကိုကိုကိုဒီစိတ်ကိုဘယ်လိုပြန်ပြီးတော့မွေးမလဲပေါ့နော်ကျမတို့ဒီစိတ်ချမ်းမာရေးကောင်းလာဖို့ကျမတို့ ပဝင်းချင်းရလူတွေရဲ့ကျမ်းမာရေးကောင်းလာဖို့တွေကျွန်တော်တို့ပဝင်းချင်းမှာရှိတဲ့လူတွေကိုကျွန်တော်တို့ကဘလို့အထောက်အကူပြုနိုင်မလဲဆိုတာတွေအားလုံးကကျတော့ကျွန်တော်တို့ရဲ့စိတ်ကျမ်းမာရေးပေါ်မှာအဓိကမူတည်ရပါတော့ကိုကိုရိုင်းကကောင်းနေမှာလေတခြားလူကိုကျွန်တော်တို့အကူအညီပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကိုကိုရိုင်းကိုပဲအရင်ဆုံးဟိုကိုစိတ်ကျမ်းမာရေးပြီးတော့ကိုရဲ့ဟာအကုန်လုံးပေါ့နော်လူကျမ်းမာရေးစိတ်ကျမ်းမာရေးဒါတွေအကုန်လုံးအရင်ဆုံးတော့ဟိုကိုကိုကိုတော့အရင်ထောက်ပြပြီးတော့ကိုကိုကိုအရင်ကြည့်တင်တယ်လို့တော့ထင်ပါရဲ့ ုတ်ကဲ့ကျေးဇူးပါမဲအမရာအကိုကြီးကန်းအနေနဲ့ရောဒီလိုမျိုးချီကုန်လက်ပန်းကြရဲပြင်မနွမ်းနေတယ်ဆိုတဲ့အချိန်မှာဘယ်လိုလက္ခဏာတွေပေါ်တာကိုသတိထားမိလဲပေါ့အဓိကဒီစကားထဲမှာလည်းပါတယ်ချီကုန်လက်ပန်းကြရဲဆိုတော့သူ့ရဲ့လက္ခဏာဟိုဘာမှလုံလို့မရအောင်မောတယ်တခုလုံးလိုက်တာနဲ့အရန်ပြင်မနေဘာမှမဟုတ်ထိုင်နေနဲ့အာစာလေးရိုက်တယ်ဘာညာမောတယ်ပြင်ပြင်မနေတယ် ဘာမှမသိဘူးပင်မန်းတယ်ထိုင်ရလဲပင်မန်းအဲ့တော့ပင်မန်းတော့ဘာလုပ်လဲဆိုတော့အိတ်ရာထဲမှာပဲလဲတယ်ဒါမှမဟုတ်အိတ်ချိန်ကြီးအများကြီးယူတယ်ထောက်လျှောက်အိတ်ပစ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအိတ်မပြောဘူးလုံးဝအိတ်မပြောအော်တခါလေးရရင်လည်းဘာဖြစ်လဲဆိုတော့အာဘယ်လိုပြောရမလဲဆိုတော့သူ့ရဲ့လက္ခဏာတွေထဲမှာကျွန်တော်ကဒီအရန်အိတ်တဲ့အတွက်ကြောင့်ခေါင်းကိုက်တယ်ခေါင်းမူးတယ်အဲ့အဲ့နောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့အစားအသောက်မမှန်ဘူး စားခြင်းတွေမရှိဘူးဘသူကြွေကြွေဘာကြွေကြွေမစားကြဘူးအာအဲ့နောက်ပိုင်းထပ်ပြီးတော့ strategy များလာတဲ့အခါမှာကျွန်တော်တို့ကဒီ buy on နဲ့ pin and နဲ့ and နဲ့နောက်တစ်ခုကကြတော့လေပတ်ဝန်းကျင်ရဲ့အမြင်ကဟာဒီဘဲအာစောက်ပြင်းဆိုပြီးတော့နှိမ်ပြန်အောင်ဆိုတော့ကိုယ့်ကို anxiety ဖြစ်မယ်အဲစိတ်သက်ကြပြီး depression တွေဝင်မယ်ဆိုတော့သူကခုခံကြဆင်းတယ်လို့ပဲစိတ်ပိုင်းဆိုင်ရာခုခံမှုတွေမရှိရတဲ့အခါမှာသူ့ရဲ့အာ နောက်ဆက်တွဲစိတ်ပိုင်းဆိုင်ရာယောဂလက္ခဏာတွေအကုန်လုံးကကူးဆက်တာနော်ကူးဆက်ပြီးတော့တောက်လျှောက်တောက်လျှောက်ကိုအများကြီးပြဿနာကြီးတက်နောက်ပြီးဆုံးအဲ့ခြေကုန်လက်ပန်းကြာရင်ကနေပြီးတော့ကိုယ်ကိုဆူဆိုက်လုပ်ခြင်းနဲ့စိတ်တွေဖြစ်လာတဲ့အထိပေါ့နော်ဒီလူအသက်ရဲ့နောက်ဆုံးအခြေအနေအထိကိုရွေးချယ်ရမယ်ငါဒါကြီးအဆုံးသတ်မယ်ဆိုတဲ့အခြေအနေအထိဖြစ်နိုင်တယ်ဆိုတော့ဒီလက္ခဏာတွေစအကြုံရပြီဆိုတာနဲ့ကိုယ်ကိုသတိထားသင့်တယ်ငါခြေကုန်လက်ပန်းကြာနေပြီဆိုလို့ရှိရင်ငါဘာလုပ်ရမလဲအားရင်ပြန်မွေးရမှာပေါ့နော်အဲ့လိုသတိ ဟုတ်ကဲ့ဟုတ်ကဲ့ပါကိုကောင်းကောင်းကျေးဇူးတင်ပါတယ်ကိုကြီးကဆိုတော့ကိုကြီးကောင်းကိုပဲတစ်ဆက်တည်းဆက်မိလိုက်ပါမယ်နော်အခုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ရေဘုတ်အတိုင်းဝိုင်းမိတ်ဆွေအတိုင်းဝိုင်းထဲမှာရောဒီလိုမျိုးပြင်ပန်းနွမ်းနေတာခြေကုန်လက်ပန်းကျနေတဲ့သူတွေရောရှိလားပေါ့သူတို့တွေကိုကိုပတ်ဝဲခြင်းပါပေါ့နော်အဲ့ရှိတယ်ဆိုရင်ရောတို့ကဘယ်လိုအခက်အခဲအခြေအနေတွေကြောင့်အများဆုံးဖြစ်ကြတာလဲပေါ့ကိုကောင်းကောင်းပဲစာပြီးကြည့်ပေးပါဦးအရင်ကခြေကုံလက်ပန်းကြတဲ့ရဲဘော်တွေဒါမှမဟုတ်လူမှုအတိုင်းဝိုင်းမှာပေါ့နော်အဲ့လိုလူတွေရှိလားဆိုအများကြီးပဲရှိတယ်ပေါ့နော်အာ ဘာလို့အဲ့လိုပြောရလဲဆိုတော့ဆောင်းကအစအဖွင့်မှာပြောခဲ့သူပဲကျွန်တော်ရေးတာတော့အကူရောမြင်တာလေးလူတယောက်နဲ့တယောက်မှာစိတ်ပိုင်းဆိုင်ရာရကိုရေးတဲ့အတိုင်းကိုသူများကိုမြင်စေချင်တာဒါပေမဲ့ကိုကသူမဟုတ်တဲ့အတွက်မမြင်နိုင်ဘူးအဲ့အမြင်ကမှားတယ်အဲ့ခါမှာကိုကိုလည်းလောင်ကျွမ်းရတယ်ငါသူတို့ကိုဘာလို့တုံးလို့မြင်အောင်မရေးနိုင်ရတာလဲသူတို့ဘက်ကလည်းပြောတယ်ဟာငါတို့မြင်တာလေးလေးအမှန်တရားလေး အားလုံးကနင်းတယောက်တည်းမှားနေတယ်နင်းကသုံးပြောနေတယ်အဲ့မှာ conflict ဖြစ်ပြီးတော့ပြဿနာကြီးတက်ကြတယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာအဲ့လိုပေါ့နော်ဟိုဒုက္ခရောက်ကြတယ်ဘာလို့လဲဆိုတော့အာကိုကသူမဟုတ်ပဲနဲ့သူ့နေရာကိုဆုံးဖြတ်လိုက်တယ်ဆိုတော့ခြေကုံလက်ပန်းကျတဲ့သဘောတရားရဲ့အဓိကအကြောင်းရင်းဒီသူကအလုံးအကင်လုံးရလို့ပြင်မလို့မဟုတ်သူလှောက်ဆောင်လိုက်တဲ့အရာကိုအတိမတ်မပြုဆိုတော့ဒီကာလမှာလူတိုင်းဒီအခက်အခဲနဲ့ကြုံနေရတယ်ပုံမှန်လူသားတွေက ကျွန်တော်တို့မိုးရရင်ပြီးဆောင်မယ်အဲချမ်းလို့ရှိရင်ဆောင်းနေဆိုရင်အနှွေးတွေဝတ်မယ်စသဖြင့်ဒီတဘာဝတရားကိုကကျွန်တော်တို့ခုခံကာဝယ်ဖို့အတွက် knowledge က resistance ကိုရှိနေတာဒါပေမဲ့မရှိတာပါလေကျွန်တော်နှလုံးသားထဲကလာတဲ့ကိုချစ်တဲ့သူတွေကပေးတဲ့စိတ်ဓာတ်ရအဲစိတ်ဓာတ်ရတွေကပဲခြေကုန်လက်ပန်းကြစီတာဟုတ် social media ပေါ်မှာကြည့်နိုင်တယောက်တယောက်စောက်ပြဒနာတွေပတ်ရှာဒါရခြေကုန်လက်ပန်းကြစီတဲ့လက္ခဏာတွေလို့ဖြစ်တယ်ပြဒနာတွေလို့ဖြစ်တယ် အဲဆိုတော့ခြေကုံလက်ပန်းကြရတဲ့လူတွေအများကြီးပဲရှိတယ်ဘသူတွေလဲပြောအဲဆောက်ကနာရှာတဲ့လူတွေကတော့လည်းခြေကုံလက်ပန်းကြနေတဲ့လူတွေလို့ပြောလို့ရတယ်ဟုတ်ကဲ့ကျေးဇူးပါကိုကြည်ကံဆိုတော့မက်အမရာလည်းဆက်ဖြည့်ပြီးပါအောင်ကိုပယ်ဝင်းချင်းမောင်ဒီလိုကြီးကိုလက်ပန်းကြနေတဲ့သူတွေတွေ့လာပါတော့နော်သူတို့ရဲ့အဲဒီဖြစ်စီရတဲ့အကြောင်းရင်းအခြေခံအကြောင်းရင်းလေးတွေကဘာတွေများသတိထားမိလဲပေါ့ ကဲကျမတို့ဒီလက်ရှိရောက်နေတဲ့ပတ်ဝန်းကျင်မှာတော့အခုလိုခုနကအခုပြောတဲ့လိုပဲခြေကုန်လက်ပန်းကျတဲ့လူတွေအများကြီးရှိရယ်စိတ်ဓာတ်ကျနေတဲ့လူတွေလည်းအများကြီးရှိရယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျမတို့အခုလက်ရှိမှာကလူတွေကအရန် negative တွေအရန်များတယ်။ကျမတို့ social media မှာကြည့်မယ်ဆိုလည်း negative comment က positive comment ထက်စာပြီးပို့ပြီးများတယ်ပေါ့နော်။ဘာလို့လဲဆိုတော့လူတွေကသူတို့ anxiety တွေမြင့်လာတဲ့အချိန်မှာသူက ကိုပဲမှန်တယ်လို့ထင်တာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ကိုမှန်တဲ့ဟာကိုတစ်ဖက်လူကကိုမှားနေတယ်မြင်တာမျိုးဆိုရင်ကိုကိုကို SID တွေမြင်လာမယ်ပြီးတော့ကိုလုပ်တဲ့ဟာကရောတကယ်ရောမှန်ရဲ့လားကိုကိုကိုပေါ့ပြန်မေးတဲ့မေးခွန်းတွေများလာတယ်ပြီးတော့တစ်ဖက်လူကကိုကိုမြင်တဲ့အမြင်ကိုလည်းလူတွေကစိတ်ဝင်စားလာကြတာပေါ့နော်ဒီကာလမှာပို့ပြီးတော့ဒီလူကရောကိုကိုဘယ်လိုမြင်လဲကိုကရောကိုလုပ်နေတဲ့အရာကရောသူတို့အတွက်ကိုတကယ်ရောအကျိုးရှိတဲ့ဟာလားဒါမှမဟုတ် ကိုလုံးနေတဲ့အရာကဟိုကို့အတွက်ပဲကိုလုံးနေတာလားပေါ့เนาะဒီလိုမျိုးအခြေအနေတွေအများကြီးရှိတယ်ဒါပေမဲ့ဒီအခြေအနေမှာကလူတွေကဟိုကို့ကိုကိုလည်းအကောင်းမြင်တာနည်းတယ်လို့မျိုးသူများကိုလည်းအကောင်းမြင်ဖို့ကခက်တယ်ပေါ့เนาะဒီအချိန်မှာဆိုတော့လူတိုင်းက negative တွေနဲ့နေတိုင်းကြုံတွေ့နေရတဲ့အချိန်မှာ positive thinking တွေလည်းနည်းလာတယ် positive ပြောပြောဖို့တည်းပဲလူတွေကခက်ခဲလာကြတယ်ပေါ့เนาะဆိုတော့အဲ့ဒီလိုမျိုးပတ်ဝန်းကျင်အတိုင်းအတိုင်းမှာကျွန်တော်တို့ကရှိနေတဲ့အတွက်ကြောင့်ပို့ပြီးတော့လည်း စိတ်ပင်ပန်းမှုကပို့ပြီးတော့ဖြစ်စေတယ်ပေါ့နော်။ဘာလို့လဲဒီတိုင်းဝိုင်းတစ်ခုလုံးကတော်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 များများ negative တွေကိုများနေတော့ပို့ပြီးတော့စိတ်ပင်ပန်းမှုတွေဖြစ်စေတယ်စိတ်တကြမှုတွေဖြစ်စေတယ်ပေါ့နော်။အဲ့ရနေပြီးတော့ခြေကုံလက်ပန်းကျတဲ့လက္ခဏာတွေကဒါဒီမှာရှိရလူတော်တော်များများမှရှိတယ်ပေါ့နော်။ဟိုထုတ်ပြောတာနဲ့ဟိုတိန်းထားပြီးတော့ကိုယ့်ကိုယ်မျိုးသိပ်ပြီးတော့နေတဲ့လူနဲ့ဒါမျိုးပဲကွာတာပေါ့နော်။ဒီပတ်ဝန်းကျင်မှာတော့အများကြီးရှိပါတယ်ချက်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။အဲ့တော့ဒီကိုကြည်ကံရောမဲအမရာရောပေါ့နော်အခုပြပြဆိုဆိုပြောပေးသွားတယ်အဲနောက်ထပ်ပြီးတော့ကျွန်တော်ဆက်လိုက်ကြမယ်နော်ဆိုတော့ ီတော်လိုင်းမှာအားလုံးပါဝင်နေကြတဲ့သူတွေအားလုံးပါပေါ့နော်ခုနကပြောတဲ့ခြေကုန်လက်ပန်းကြတာပြင်ပန်းနွမ်းနေတာတွေကအများကြီးရှိတယ်လို့ပြောသွားကြတယ်ပေါ့နော်ဆိုတော့ဆိုတော့သူတို့အဲ့လိုအများကြီးခံစားနေရတာရဲ့အဓိကအကြသောအခြေခံအကြောင်းရင်းကိုပြောပါဆိုလို့ရှိရင်အဲကျွန်တော်တို့ဘာလို့ပြောနိုင်မလဲပေါ့နော်ကျွန်မတို့အခုနေနေတဲ့ပတ်ဝန်းကျင်မှာကြတော့လေအကုန်လုံးကဒါကိုတော်တော်များအခုကအခုပြောလို့ပဲဘန်းအောက်ဖြစ်နေကြတယ်ပေါ့နော်ဘန်းအောက်ဖြစ်တဲ့လူတွေလည်းရှိတယ်လို့မျိုး ဒီတော့တယောက်ဖေးမကူညီပြီးတော့ဗောနော်ဒီဒေါ်လာရေးခရီးကိုဆက်ပြီးတော့သွားနေတဲ့သူတွေလည်းအများကြီးရှိတယ်။ဒါပေမဲ့ဒီခရီးကခက်ခဲကြမ်းတမ်းမယ်ဆိုတော့ကျွန်တော်တို့ဒီလိုလျှောက်လာတဲ့လူပိုင်းလည်းသိတယ်။တကယ်လုံးနေတဲ့သူတွေအကောင်လုံးလည်းဒီခရီးကဘလောက်ခက်ခဲတယ်ဘလောက်ကြမ်းတမ်းတယ်ဘလောက်ထိတောင့်ခံရမလဲဆိုတော့လူပိုင်းလည်းသိကြတယ်။ဒါပေမဲ့ဟိုလူတွေရဲ့စိတ်ရဲ့သဘောတဘာဝအရာကြတော့ဟိုပြိုလဲတဲ့အချိန်ဆိုတာလည်းရှိတယ်ပေါ့နော်။အဲ့ဒါကိုညီမတို့ကပြန်ထနိုင်မို့လို့ရတယ်။ပြန်ထနိုင်မို့အတွက်ကလည်းညီမတို့အခုရှိနေတဲ့ society တွေအကောင်လုံးကဒီလူတယောက်ကပြိုလဲနေပြီဆိုရင်ဒီလူကတော့ ဘယ်လိုမျိုးပြန်ထအောင်ကူညီပေးရမလဲဒီလူကိုငါတို့ဘာလို့လုပ်ပေးရမလဲငါတို့ဟိုဘယ်လိုတွဲခေါ်ရမလဲပေါ့နော်ဘယ်လိုမျိုးငါတို့ supporting လုပ်ပေးရမလဲဒီလူပြန်ပြီးတော့သူ့ရဲ့စိတ်ချမ်းသာရေးအခြေအနေကောင်းလာအောင်သူလုံးဝဘန်းကောက်ဖြစ်တဲ့အခြေအနေဒီမရောက်သွားအောင်ပေါ့နော်ငါတို့ဘယ်လိုပြန်ပြီးတော့ကူညီပေးရမလဲပြီးတော့ဒီကာလမှာကျတော့ညီမတို့အကုန်လုံးကဟိုတယောက်တစ်မျိုးစီစိတ်ထန်ရတွေပေါ့ trauma တွေအများကြီးရှိကြတယ်ဆိုတော့အဲ့ဒီ trauma တွေကိုလည်းညီမတို့ဒီအချင်းချင်းကြားထဲမှာလည်းနားလည်မှု ိုနားလည်မှုရှိရမယ်ချင်းချင်းဖေးမကူညီရင်းနဲ့ပဲဒီ brand ကောက်ဖြစ်စေတဲ့အရာတွေကိုကျွန်တော်တို့အ short ချဖို့တို့တာပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါမအမရာဆိုတော့အမအမရာပြောတဲ့အချိန်မှာလည်းတချို့ဟာလီဒီတော့ကျွန်တော်ရှေ့ဆက်ပြီးတော့ဆွေးနွေးပေးစီခြင်းနဲ့ပြည်သက်ကိုဆွေးနွေးပေးစီခြင်းနဲ့အကြောင်းအရာတချို့လည်းပါသွားတယ်ပေါ့နော်ဆိုတော့မအမရာပဲဆက်ပြီးလိုက်ပါမယ်ဆိုတော့ဒီမမရာကဒီတော်လန်ရေးမှာပါဝင်ပြီးတော့ဆက်လက်လှုပ်ဆောင်နေနိုင်ဖို့အတွက်ကို့အတွက်အဓိကနှုတ်ဆော်တဲ့အရာဒွန်အားကခုလိုဆက်နေနိုင်တာလေအဲဒီလိုအဓိကနှုတ်ဆော်တဲ့ဒွန်အားကဘာများဖြစ်မလဲပေါ့ Thank you.